တူဒီဝဒနာရှင်များအားလုံးမင်္ဂလာပါနော်ဒီနေ့မှာတော့ကိပဲထိတယ်နော်အမျိုးတို့ကိယာ731ကဒီ၃မထိတယ်နော်ဘောက်လို့လဲဆိုတော့တွဲမယ်ဆိုရင်အမျိုးတို့တွဲလို့ရတယ်ဒီပြန်ကြာကြီးကဒီမှာ၃နဲ့မှာ6နဲ့လှန့်တွဲမယ်ဆိုရင်တွဲလို့ရတယ်နော်ဒါပြန်ကြာကြီးကျမကိုယ်တိုင်လည်းမကြိုက်ဘူးအဲ့ဒါကြောင့်မို့လို့ကိပဲထိတယ်အမျိုးတို့ရေနော် ဲ့ဒါဆိုတော့မနက်ဖြန်တော့ကိုပြပေးမယ် ခုပြမှာကြီးเนาะမျိုးတို့သုံးညရဲ့နှစ်ကဲငားရဲ့ဒီသုံးလုံးပေါ့မှာသုံးညနဲ့နှစ်နဲ့ပေါင်းတော့နှစ်နှစ်နဲ့ငားနဲ့ပေါင်းတော့ခွန်ခွန်ပါဝါကနှစ်ခွန်ရဲ့နှက်ခတ်ကသုံးညသူကဒီနေကုန်မှာဆင်းရမယ်ဒါဆင်းပြီလေခွန်ခွန်လေးခွန်ဆိုပြီးတော့ခွန်တလုံးဆင်းပြီးတယ် တော့6နဲ့9နဲ့ပေါင်းမှာ6 9ပေါင်းတော့၄၄ကို3နဲ့ပေါင်းမှာ၄3ပေါင်းတော့ခွန်ခွန်ပါဝါက2ခွန်ရဲ့နှက်ခတ်က3ညခွန်နှစ်3ညကလည်းသူကဒီနေ့ကုန်မှဆင်းရမယ်။ဘာဆင်းပြီလဲခွန်ရှိဆိုတော့ခွန်တစ်လုံးအဲ့တော့ဆက်ကြည့်မယ်။၄နဲ့2နဲ့ပေါင်းမှာ၄2ပေါင်းတော့6 6ကို6နဲ့ပေါင်းမယ်66ပေါင်းတော့2နှစ်ပါဝါကခွန်နှစ်ကဲနှစ်ခတ်က၄နှစ်ခွန်၄ကဒီနေ့ကုန်မှဆင်းရမယ်။ဒါဆင်းပြီလေနှစ်၃ညာခွန်၃ဆိုပြီးတော့နှစ်ကောခွန်ရောဆင်းပြီးသွားတယ်။အဲ့တော့နောက်တော့ဘွဲအတွက်ကိုဆက်ကြည့်မယ်။၆နဲ့၁နဲ့ပေါင်းမယ်။၆၁ပေါင်းတော့ခွန် ွန်ကို6နဲ့ပေါင်းမယ်ခွန်6ပေါင်းတော့3 3ပါဝါက8 3ရဲ့နှစ်ခတ်က9 3ကဒီနေကုန်မှာထိရမယ်ဗါဆင့်ပြီလေသူက6 8 3ဆိုပြီးတော့8ကို3ကိုဆင်ပြီးတယ်နော်အဲ့တော့မနှက်ဖန်အတွက်2နဲ့3နဲ့ပေါင်းမယ်2 3ပေါင်းတော့ ငါးဝ6နဲ့ပေါင်းမယ်ငါး6ပေါင်းတော့1တိပါဝါက6တိကေနခက8တိ68เนาะအဲ့ဒါပြီးတော့ဒီဘက်ကအချင်းလေးတွေကြည့်အောင်အချင်းကြည့်မယ်ဆိုတော့၃ညနဲ့2နဲ့ပေါင်းမှာ ၃ညနဲ့2နဲ့ပေါင်းတော့2နှစ်ပါဝါကခွန်သူကဒီနှစ်ရဲ့အတွင်းသုံးညနဲ့ဒီနှစ်နဲ့ထပ်ပေါင်းမှာသုံးညနဲ့နှစ်နဲ့ပေါင်းတော့နှစ်နှစ်ကနှစ်ခက်က၄သူကဒီနှစ်ရဲ့အတွင်း အဲ့တော့ဟိုဘက်နဲ့ဒီဘက်နဲ့ကနှစ်တူတယ်နော်ခွန်လည်းတူခွန်ကတော့မတူအဲ့တော့သူကဗာဆင့်ပြီးလဲဆိုတော့ဒီနှစ်နဲ့ဆိုတော့နှစ်6နော်ဒီဘက်ကလည်းနှစ်6လို့ဆင်းတယ်ဒီနှစ်တလုံးဆင်းတယ်ပြီးတော့ဒီဘက်ကခွန်တလုံးကခွန်ခွန်ဆင်းတယ်၄ခွန်ဆင်းတယ်နော်ဒီဘက်က၄ချိန်နဲ့ တဘက်ကခွန်ချိန်နဲ့သူကလည်းဒီလိုလေးခွန်လို့အပြီးဆင်းသွားတယ်နော်အဲ့တော့နောက်တစ်ပွဲအတွက်ကိုဆက်ကြည့်မယ်ခွန်နဲ့ခွန်နဲ့ပေါင်းမယ်ခွန်ခွန်ပေါင်းတော့၄၄ပါဝါက9နိနေခွန်နဲ့ပေါင်းမယ်နိခွန်ပေါင်းတော့ ကိုကိုရဲ့နှစ်ခတ်က6ကို6ကဒီနှစ်ရဲ့အတွင်းဒီဘက်က6ကိုကလည်းဒီနှစ်ရဲ့အတွင်းအဲ့တော့ဒီဘက်က6ကိုချင်းရဗာဆင်းပြီလဲဆိုတော့ကို5ဆိုတော့ကိုတလုံးဆင်းပြီတယ်ဒီဘက်က6ချချင်းရကို5ဆိုတော့ကိုဆင်းတယ်ပြီးတော့6တိဆိုတော့6ဆင်းတယ်အဲ့ဆိုတော့ဆက်ကြည့်မယ်နော်။၃ညနဲ့ 3နဲ့ပေါင်မယ်။3ညနဲ့3နဲ့ပေါင်တော့3 3ပါဝါက8 3 8ကဒီ2ရက်အတွင်းကိုနဲ့သုံးနဲ့ပေါင်းမှာကိုသုံးပေါင်းတော့နှစ်နှစ်နှစ်ခက်က၄နှစ်လေးရလေဒီနှစ်ရဲ့အတွင်း အဲ့တော့ဒီဘက်က3ရှစ်အချိန်ကဘာဆင်းပြီလဲဆိုရင်9ရှစ်6ရှစ်ဆိုပြီးတော့7တလုံးဆင်းတယ်ဒီဘက်က2 4အချိန်ကဘာဆင်းပြီလဲဆိုတော့4 1 4နှစ်ဆိုပြီးတော့သူကအပီးဆင်းတယ်နော်အဲ့တော့ဆက်ကြည့်မယ်4နဲ့2နဲ့ပေါင်းမယ်4နှစ်ပေါင်းတော့6 6ပါဝါ1 ုံးနဲ့နှစ်နဲ့ပေါင်းမှာခုံးနှစ်ပေါင်းတော့9ကိုရဲ့နှက်ခက်က6သူကလည်းဒီနှစ်ရဲ့အတွင်းအဲ့တော့ဗာဆင်းပြီလဲ6တိအချင်းရ26လို့ဆင်းတယ်ဒီဘက်က96အချင်းရလဲ26ဆိုဒီဘက်ကလဲ6တလုံးဒီဘက်ကလဲ6တလုံးဆိုဆင်းတယ်နော် အဲ့ဒါဆိုတော့ဆက်ကြည့်မယ်နှစ်နဲ့၃ညနဲ့ပေါင်းတော့နှစ်နှစ်ပါဝါကခွန်နှစ်ခွန်ကလည်းဒီနှစ်ရဲ့အတွင်းတပတ်ကနှစ်နဲ့၃ညနဲ့ပေါင်းမယ်နှစ်၃ညပေါင်းတော့နှစ်နှစ်ကနှစ်ခက်က၄ဘူကလည်းဒီနှစ်ရဲ့အတွင်း အဲ့တော့ဗာဆင်းပြီလေဒီဘက်ကနှစ်ခုအချင်းရ6နှစ်9နှစ်တစ်ခုဆိုပြီးတော့နှစ်ကောခုအဆင်းတယ်ဒီဘက်ကနှစ်လေးအချင်းက6နှစ်နဲ့9နှစ်နဲ့နှစ်ပဲဆင်းတယ်နော်အဲ့တော့ဆက်ကြည့်မယ်9နှစ်ပေါင်းမယ်9နှစ်ပေါင်းတော့1တစ်ပါဝါက6တစ်6ကဒီနှစ်ရဲ့အတွင်း 6နဲ့2နဲ့ပေါင်းမယ်6နဲ့ပေါင်းတော့8ရှိကဲနှစ်ခါက1သူကလည်းဒီနှစ်ရဲ့အတွင်းအဲ့တော့ဒီဘက်က1 6အချင်းရပါဆင်းပြီးလဲဆိုရင်1 363ဆိုပြီးတော့1ကို6ကိုဆင်းပြီးတယ်ဒီဘက်က8 1အချင်းရ9 8 3ဆိုပြီးတော့8ကို1ကိုဆင်းပြီးတယ်နော် ဲ့တော့မနှက်ဖန်အတွက်နှက်ဖန်အတွက်ကနှစ်နဲ့သုံးနဲ့ပေါင်းမှာနှစ်သုံးပေါင်းတော့ငါငါပါဝါက3ညဒီနှစ်ရဲ့အတွင်းနေရတွင်းဆိုတော့ဒီမှာတရက်ရှိထားတဲ့အတွက်မနှက်ဖန်နော်အဲ့တော့ဒီဘက်က6နဲ့3နဲ့ပေါင်းမှာ ကိုသုံးပေါင်းတော့နှစ်နှစ်ကနှစ်ခါကလေးနော်မနက်ဖန်အတွက်အဲ့ဒါဆိုတော့ကြီးရ168 အမာကြီးနော်အမျိုးတို့အမျိုးတို့ရှိမှရရှိထားတဲ့ဂဏန်းရှင်လေဒီကီကိုယူတော့မှာမနက်ဖန်မှာထီကိုထီရမယ်နော်အဲ့တော့တိ6ရှိကတော့မနက်ဖန်မနက်ညမှာသူကထီပေးရမယ်အဲ့ဒါဆိုတော့ပတိပေးမယ်နော်ပတိပေးမယ်ကျမကပတိကို6ရှိပတိပေးတယ်ပတ်နိုင်တဲ့အမျိုးတွေကပတ်မပတ်နိုင်တဲ့အမျိုးတွေက ကျွန်မတွေ့ပြီးတဲ့ဟာကိုထိုးမယ်ဆိုလဲထိုးဒါမှမဟုတ်လို့ကို့မှာအချင်းလေးရှိလို့ရှင်လဲဒီသုံးလုံးနဲ့ကတ်ထိုးနော်ဒါကျွန်မကတော့ဒီဘက်ကရတဲ့အချင်းနဲ့ကတ်ပေးမယ်ကတ်ပြီးပြီးတော့ကျွန်မကမိန်တင်ပေးမယ်အောက်ကရံွက်ကိုထားပေးမယ်ချောင်းနဲ့ဆိုတော့ချောင်းက မင်းတင်ပေးမယ်အကွက်တင်ဆိုတော့ရှစ်နဲ့ဆိုတော့ရှစ်လေးဒါကျမထိုးမဲ့ပုံစံမျိုးကိုလုပ်ပေးနေတာเนาะမျိုးတို့ရှစ်လေးပြီးတော့၄၅ င်ငါနော်ဒါမိန်တင်ထိုးမှအကွက်တွေကိုကြည့်ပေးနေတာအဲ့ဒါဆိုတော့နှစ်လေးငါးကွက်ရန်နှစ်လေးဟာဆိုတော့တဲ့အဲ့ဒါရပြီအဲ့ဒါဆိုတော့ဒီလိုဆိုတော့တင်ငါးတစ်ကွက်လည်းကြိုက်တယ်နော်မိန်းနဲ့မှာ အဲ့ဒါပြီးတော့အောက်ကရံွက်ရံွက်ကဒီနားမှာရေးလိုက်မယ်ရံွက်ကတော့ပပပဲရံမျိုးလို့ရတစ်စေချောင်းနှင်းရှင်းနှင်း ကျန်းအခဲမှာဆိုလိုမျိုးလို့ဒီဘက်မှာလက်တွဲဆိုင်တွေကိုကြည့်နေရတာလက်တွဲဆိုင်ကကဏ္ဍတွေကိုတွဲထားတာလေးတွေကိုအမျိုးလိုလေကျန်းအခဲမှာဆိုတယ်နော်အဲ့ဒါကြောင့်ကြည့်နေတာကောင်းဆုံးကဏ္ဍလေးတွေယူရနေတာအဲ့ဒါဆိုတော့ဒီမှာတကွရှိအောင် တိချောက်ရှိနဲ့ဒီဘက်ကကဏ္ဍနေနဲ့ကပ်ပြီးတာနော်တိချောက်ရှိကိုဒီဘက်ကကဏ္ဍနေနဲ့ကပ်ပြီးတဲ့အခါမှာကျမမကြိုက်တဲ့အကွက်ကိုအောက်ပူထားတယ်ကြိုက်တဲ့အကွက်ကိုဒီအပေါ်မှာထားတယ်အဲ့တော့မနက်ဖန်ကို को कर पाथे पी कौन ने सुए माँ ने सुए ော်ဒီလိုဆိုတော့9နှစ်ဒီလိုဆိုတော့9လေးကျန်ရခဲ့မှာဆိုလိုမျိုးလိုအကုန်တွဲမယ်ဆိုတော့ခဏနေရအများကြီးအကုန်မတွဲဘူးနော်တိတ်ပြီးတော့မကြိုက်တာတွေကိုကျွန်မမတွဲဘဲနဲ့ထားပခဲ့တာဒါမင်းဒါရန်ကွက်ပြီးတော့အာထူ အမျိုးတို့ကျွန်မတစ်ချက်သတိပေးမယ်နော်ပြီးခဲ့တဲ့အပတ်ကအမျိုးတို့ငါးတလုံးပျောက်သွားတယ်နော်အဲ့ဒီလိုပျောက်ကနန်းကသူကနောက်ကိုကြတယ်နောက်ကိုကြပြီးတော့ဆင်းလာတဲ့အခါမှာကြံရက်တွေမှာငါးထိတ်ကိုလိုက်မဲ့အမျိုးတွေကလိုက်နော်ထိတ်စည်းကိုပြန်ကြအောင်မှာနော်မျိုးတို့အဲ့ဒါကျွန်မတစ်ချက်သတိပေးတာ နော်ဒါဆိုလို့ရှိရင်ငားလဲဆိုရင်ငားလေးလို့ထိုးရမယ်ငားတိလို့ထိုးရမယ်ငားနှစ်လို့ထိုးရမယ်နော်မငား6လို့ထိုးရမယ်နော်ငားထိတ်ကိုတဲထိုးရမယ်အာရာပါပါပဲဟာဘာဖြစ်လို့လဲဆိုတော့ကျန်တဲ့ခဏန်းနေဦးတော့ကျွန်မမပြောဘူးဒီရှင်ငားတို့ဘာတို့တော့မပြောဘူးနော်သူကငားနောက်ကြတဲ့အတွက်ငားထိတ်ကကြံရက်မှာလာအောင်မှထိတ်နေ အဲ့ဒါကိုတတိထားဖို့เนาะမျိုးတို့အဲ့ဒါဆိုရင်မနက်ဖြန်26ရက်ဗုဒ္ဓဖူးမနက်ညမှာလဲအောင်မြင်မှုတွေကိုထပ်ခါတလဲလဲရရှိနိုင်ရပါစီเนาะ